တောင်ကိုရီးယားယွမ်ဟက်သတင်းဌာနကဖော်ပြတဲ့ဒီသတင်းအရမြောက်ကိုရီးယားဟာသူတို့ရဲ့ပေါင်ကီရီနျူကလ িয়ার စံတပ်ခန်းမှာအချိန်မီစံတပ်မှုပြုလုပ်လာရင်လောက်တဲ့အခြေအနေထိပြင်ဆင်မှုတွေပြီးစီးနေပြီဖြစ်ပါတယ်။အကယ်၍ဒီစံတပ်မှုသာတကယ်ဖြစ်လာခဲ့ရင်ဒါဟာ2019ခုနှစ်နောက်ပိုင်းမြောက်ကိုရီးယားရဲ့ပထမဆုံးနျူကလ িয়ার စံတပ်မှုဖြစ်လာမှာပါ။ပိုပြီးဆိုရင်ဒီဟာကောင်းတဲ့အချက်ကတော့တရှူချူသူရဲ့ကိစ္စပါပဲ။တောင်ကိုရီးယားထောက်လှမ်းရေးကဲဖြတ်မှုရမြောက်ကိုရီးယားဟာသူတို့ရဲ့လက်ရှိဂျူသူတွေထက် ပုံရိပ်ရည်သွေးပို့ဖို့ကောင်းမွန်တဲ့တရှူကျူသူအစ်တွေပိုင်ဆိုင်နိုင်မှုအတွက်ရုရှားနိုင်ငံရဲ့နည်းပညာအကူအညီနဲ့နောက်ထပ်လွှတ်တင်မှုတွေအတွက်ပြင်ဆင်နေရပါဒါဟာယူကရိန်းစစ်ပွဲအတွက်မြောက်ကိုရီးယားကရုရှားကိုလက်နက်ခဲယံတွေပံ့ပိုးပြီးရုရှားကမြောက်ကိုရီးယားကိုအစ်မြင့်စစ်ဘက်နည်းပညာတွေပြန်လည်ပေးတယ်ဆိုတဲ့လက်နက်နည်းပညာဖလဲသဘောတူညီချက်ရဲ့လက်တွေ့အကောင်အထည်ဖြစ်နိုင်တယ်လို့လေလာသူတွေကတုံ့တက်နေကြပါတယ်ဒီလိုစီးရီးပြည်စင်မှုတွေကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပြီးခဲ့တဲ့အပတ်တောင်ကိုရီးယားခီးစဉ်တွင်မှာ ကင်ဂျွန်ရန်နဲ့တွေ့ဆုံဆွေးနွေးလို့ကြောင်းကမ်းလှမ်းခဲ့ပြီးနောက်ပိုင်းထွက်ပေါ်လာတာဖြစ်ပါတယ်။လီလာသူတွေကတော့ဒါဟာမြောက်ကိုရီးယားဘက်ကအနာဂတ်မှာဖြစ်လာနိုင်တဲ့ဆွေးနွေးမှုတွေမတိုင်ခင်သူတို့ရဲ့တောင်းဆိုမှုတွေအတွက်အသာကျရအောင်အင်အားပြဖိအားပေးတဲ့မဟာဗျူဟာဖြစ်နိုင်တယ်လို့ဆိုပါတယ်။